ဒီမိကွန်းလေးကတော့38ဖြာမင်္ဂလာထဲမှာ ပူဇာစပူဇနေရနဲ့ဂါရဝစနိဝဒောစစသဖြင့်ပူဇော်ထိုက်သူကိုပူဇော်ခြင်းယူစီထိုက်သူယူစီခြင်းလို့မြတ်စွာဘုရားဟောတာပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တကူကြီးရဲ့နတ်တွေဘိုးတော်တွေတခြားဘာသာဝင်ကဂုံရှိန်ဝါကြီးမားတဲ့ပုံကိုယ်တွေကိုပူဇော်တဲ့မှာသလားအဲ့လိုပူဇော်ပါကလည်းတရံတကုံပြတ်စီပါသလားသူကပူဇာစပူဇနေရနံလို့ဆိုတဲ့အထိပ္ပယ်ကသူက အဓိကတိလနဲ့ကိုချင်းတရားကိုဥတည်ပြောတဲ့ဟာတွေတင်ပါဗျာရာဇူးကြီးလို့ပူဇော်တာတို့ကိုကြီးချမ်းသာလို့ပူဇော်တာဒါလည်းမပြောဘူးမဆုံးလို့တင်ပါဗျာသူအတိုင်းဝိုင်းထဲမှာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေတင်ပါဗျာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေတဏီသားသမီးတွေနဲ့ပြောမှဆိုရင်မိဘကခြေဆုရှိတယ်တင်ပါဗျာခြေဆုရှိတာခေါင်းကလူပြေကိုလာခွင့်ပြုတဲ့ခြေဆုပဲတင်ပါဗျာကိုကြွေးပွေးဆောက်ဆောင်ရတဲ့ခြေဆုအဲကြောင့်ပူဇော်နိုင်တယ်တင်ပါဗျာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေ ူဆော်တိုင်းတယ်ကိုချင်းသီလနဲ့ပူဆော်တာအဲ့ဒီလိုဟာမျိုးဆုံးလို့တယ်ခုနကနတ်တွေတို့ဘိုးတော်တွေတို့ဘာလို့ဆိုတာသူကသူတကိုကြီးကျင်ကြီးမကြီးကျင်နေသူတို့ကပူဆော်လိုက်တယ်ဆိုတဲ့မှာပါဘူးသူတို့အနေနဲ့တကိုကြီးပြီးတော့သူတို့ကိုယ်တိုင်ရောကိုချင်းသီလကောင်းနေရောပူဆော်သင့်ပါလားရှင်ဗျအဲ့ဒါလည်းသူကသူတကိုကြီးတာသူကသူဟိုရင်ဖြစ်တာပူဆော်လိုက်တဲ့အထက်မှာတော့သူတို့မပါအောင်တင်ပါဗျာအဲဆိုလူတွေနဲ့ဆက်ဆက်ပြီးကိုချင်းတရားကောင်းတဲ့ပုံကိုမျိုးတွေဟိုသာအဓိကထားတာဟုတ် သီလကိုပူဇော်တယ်၊ဓမ္မရီကိုပူဇော်တယ်၊ပညာကိုပူဇော်တယ်။မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတာကြည့်ပါလား။ခုံတော်တွေနဲ့ဓာရီရှိလို့ပူဇော်တာလေ။မှန်ပါဗျာ။ပုဂ္ဂိုလ်အနေနဲ့ပူဇော်တာမဟုတ်ဘူး။မှန်ပါဗျာ။ကာရောသနိဝတော်သဆိုတာကတော့ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်အားစပြီးတော့သူကမမနာမထားပဲဟို respect ပေးနိုင်တာပေါ့မှန်ပါဗျာလူယူသေးမှုယဉ်ကျေးမှုပုဂ္ဂိုလ်ဆိုရင်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာအဲကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုအလုံး respect ပေးနိုင်တာပေါ့ ဆွလို့ရပေါ့နော်မှန်ပါဗျာကိုယ့်ရဲ့မမနာကြီးမထားလူကမမနာပါတော့စေဒေါသဖြစ်ရင်လည်းမမနာရှိတတ်တယ်မှန်ပါပစ္စည်းဥစ္စာချမ်းသာရင်လည်းမမနာရှိတတ်တယ်မှန်ပါဗျာပညာတတ်ရင်လည်းမမနာရှိတတ်တယ်ရှားထူးကြည့်ရင်လည်းမမနာရှိတတ်တယ်မှန်ပါအဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိခါကြီးမားတဲ့ပုံကိုယ်တွေ ပူဇော်လိုက်တဲ့ပုံကိုယ်တွေကိုယူတည်လိုက်တဲ့ပုံကိုယ်တွေကိုမယူမသိဖြစ်တာမာနာကြောင့်ဖြစ်တာမှန်ပါဗျာအဲ့ဒီမာနာကိုချိုးနှိမ်ခြင်းသာလည်းဖြစ်တယ်မှန်ပါဗျာမှန်ပါတကိုးကြီးနဲ့တည်းပူဇော်တာသူကဖျားတဲ့တကိုးကြီးတာမရှိသေးတဲ့အတွက်ကြောင့်မှန်ပါဖျားကိုပူဇော်ပြီးတဲ့ပုံကိုယ်တရားဟောတကိုးကြီးနဲ့တည်းကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုး ဒီလောက်အဓိပ္ပာယ်မရဘူးသူကเนาะမှန်ပါဗျာကိုယ့်ပုံမှာခြေဆုရှိရင်ကတော့ခြေဆုတရားကိုတုံးဆက်တဲ့အနေနဲ့ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူက